အားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပေးတဲ့တက်တွေအားလုံးမင်္ဂလာပါမင်းညာက Nation League ပွဲစဉ်ပြီးသွားတဲ့ Final ပေါ့လေအဲ့ Final ပွဲပြီးမှကျွန်တော်တော်တော်လေးသဘောကျတဲ့ကစားသမားတွေရှိတယ်အဲ့ဒါကဘာလဲဆိုတော့အခုလက်ရှိမှာဒါ Nation League ပွဲမှာဆိုရင်ဒါတကယ်ကိုဒါဘောလုံးပေးတက်တွေရင်ထဲကိုရောက်လာတဲ့ကစားသမားက Nuno Mendes ဒီမန်တက်ကတော့တိတ်ပြောစရာမရှိဘူးလေဘောမက်ဆာလက်ကိုချန်ပီယံလိဒါရှုံးထွက်အဆင့်မှာနှစ်ကြော့လုံးထိန်းသွားတယ်ချန်ပီယံလိစီမီဖိုင်နယ်မှာဘကာယိုဆာကာကိုနှစ်ကြော့လုံးထိန်းသွားတယ်ဖိုင်နယ်မှာလူတိုင်းထိန်းလို့မရဘူးဆိုတဲ့ယမားကိုလုံးဝထိန်းပြသွားပြီးတော့ခန်းစစ်ရော discipline ရောအကောင်းဆုံးပုံစံနဲ့နောက်တိုက်စစ်ကိုပါလိုက်ပါပြီးတော့ပေါ်တူဂီကို nationally flash ယူပေးလိုက်တယ်ဆိုတော့ကျွန်တော်မနေ့ကပေါ်တူဂီအသင်းနဲ့ပတ်သက်လို့ပေါ့လေ ဒါကျွန်တော်ဘာသွားတွေ့လဲဆိုတော့ပေါ်တူဂီမာဖတင်ညာတော်တော်လေးကောင်းနေဗျ။တော်နူနိုမန်ဒက်စ်တော်တော်လေးကောင်းနေ။အဲရူဘင်ဒီယက်စ်တို့အနာကွန်ဂျာဆိုအနာစီယိုရိုနဲ့ရှိကီဖြစ်တဲ့ကိုသမဒီဂိုကော့စတာအရန်စိတ်ချရတယ်။အထူးသဖြင့်ပယ်နတီရှုတော့ရောက်တဲ့အခါမှာဒီကိုသမအမတန်စိတ်ချရတဲ့ကိုသမပဲ။ထားပါတော့မိုရတာကိုတိုင်ကချောမိုရတာစပြီးမလို့ဆွဲလာခဲ့ကျွန်တော်သိတယ်။ဒီကောင်လွဲတော့မယ်ဆိုတော့သူကမိုရတာအမြဲတမ်းလိုက်မရှိတဲ့သူပဲ။ပယ်နတီဆုံးဖြတ်အရေးပါတဲ့ပွဲတိုင်းမှာသူပယ်နတီလွဲကျွန်တော်မမရရ အာဆင်တဲ့သူကန်တဲ့ဒီ community တိုင်းဘက်မှာသူလွဲတယ်အဲတော့ကတီဘူကောရာပိုထောက်ခံတာလေအဲတော့က a a a b b a ဘာညာဆိုပြီးတော့နှိအဲ့လိုမျိုးကန်တဲ့ penalty အဲ့မှာမော်ရတာလွဲတယ် now ဒီဒီယူရိုပြိုင်ပွဲမှာမော်ရတာလွဲတယ်အခုထပ်ပြီးတော့လွဲတယ်ဒါပါလို့သူပြီးခဲ့တဲ့ဒါယူရိုပြိုင်ပွဲမှာသူတို့ချန်ပီယံဖြစ်တော့သူတို့ကအရင်ကြီးတော့မဆိုးဘူးဒါပေမဲ့ပြောချင်တာကအခုလက်ရှိ nation league final ကိုကြည့်ပြီးတဲ့ချိန်မှာဘောလုံးလောကမှာ မြဝါထင်တင်သဘောကျစရာဒါမှအများကြီးပဲဒါအခုပေါ်တူဂီအသေးမှဆိုရင်ကျွန်တော်ကြိုက်တာတော်တော်လေးကြိုက်ဂျောင်နက်ဗက်ကိုနီးပြားကနည်းနည်းကြောင်မြပေါ်တူဂီကအဲ့ဖိုင်ဒီကမ္ဘာပလာသွားတဲ့အခါမှာသူ့အနေနဲ့အဓိကသတိထားရမှာအဲ့ right back ကိုသူဖြည့်ရှင်းဖို့လိုအပ်တယ်ဂျောင်ကန်ဆယ်လိုကိုပြန်ရွေးရွေးမရွေးရင်ဒါလိုခြေသွန်းတက်လာအောင်လုပ်မလုပ်လို့ရှိရင်နေစစ်စမီတို့ကိုပဲအာကူမှာဒီ draw nervous ကြီးကို right back ထားတာတော်တော်လေးဆိုးတယ်ဗျာ better to silver အသက်ထပ်မငင်တော့ ဆီလ်ဗာကိုသူညာပို့လို့ရှိရင်ဂျွာနာဗက်စ်ကဗတိညာရီဖူနိုရီတွဲရင်ပေါ်တူဂီကွင်းနဲ့စီးရမှာဒါပေမဲ့ကောင်းပါတယ်ဆိုတဲ့ပေါ်တူဂီကိုစပိန်ကွင်းလည်းတော်တော်လေးစီးထားတယ်ကျွန်တော်နောက်တစ်ခုကဒါ final မှာကျွန်တော်နူနိုမန်ဒက်ဆိုတော်တော်လေးသဘောကျတယ်ဒီယိုဂိုကော့ဆာကိုတော်တော်လေးသဘောကျတယ်နောက်တပြီတော့မှနောက်တစ်ယောက်ကအခုဘယ်လိုပြောမလဲဆိုတော့အခုဒီဗတိညာကိုတော်တော်လေးသဘောကျတယ်ဟိုကျန်တဲ့တိုက်စစ်ပိုင်းကတော့ထားပါတော့နတ်တူတူတူလောက်တော့လောက်နေတာပဲ နောက် Rafael Leo ကခမ်းမန်းခတ်တယ်ဒီပွဲကောင်းပြီးနောက်ဝင်းညံ့နေညံ့တာဟိုဘက်က Francisco Conceição ဘာမှမလုပ်ပြနိုင်ဘူး Cristiano Ronaldo ကတော့ထားပါတော့နောက် Bruno Fernandes တပိုင်းပျောက်နေနောက်ဘက်မှာသူနည်းနည်းလေးပြန်ကောင်းလာပေမဲ့အဲ့ Vitinha ရဲ့ João Neves ကရော sorry Vitinha ရဲ့ Diogo Costa ရဲ့နောက်တစ်ဖက်ကတော့ Nuno Mendes Spain ဘက်ကိုကြည့်တဲ့အခါမှာဒါဘယ်လိုပြောမလဲယမားနဲ့ နီကိုဝီလျံတော့တိတ်ပြောစရာမရှိဘူးဒါပေမဲ့စပိန်မှာဘက်ထရီတော်တော်လေးကောင်းတယ်ဗျနောက်ခန်စစ်ကဒင်းကွန်ဆန်တော်တော်လေးကောင်းတယ်ဒီချာတိတ်လေးတော့ကျွန်တော်ထင်တော့မထင်ဘူးဒီချာတိတ်လေးအလောင်းတီကောင်းမလို့ကျွန်တော်ထင်ဘူးမထင်ဘူးဒီချာတိတ်လေးရဲ့ကောင်းတယ်မှာ forward thinking pass ကြီးပဲပိတ်ပေးတာနော်ဘလုံးဆွဲထွက်သွားတယ်ဆွဲယူတယ်သူမှားတော့မှားတယ်ဗျဒါပေမဲ့သူ့ကောင်းတယ်မှာ forward thinking ဒီ side whip ပေးတာခက်ရှားရှားကြီးအလုံးက forward passing ကြီးပဲပေးတာအဲဒင်းကွန်ဆန်တော်တော်လေးကောင်းတယ်ဗျာ နောက်ဘက်တရီတော်တော်လေးကောင်းတယ်နောက်တစ်ယောက်ကစူပါမန်ဒီကျွန်တော်ထင်တော့မထင်ဘူးစူပါမန်ဒီကောင်းတယ်တော်တော်ထင်ဘောလုံးနဲ့တစ်ချက်တစ်ချက်ဆွဲထွက်သွားတဲ့အလုံးတွေကဟိုးရှေ့ကိုပပါပါဆိုအဆယ်ပြေတက်တယ်တော်တော်တင်ကောင်းပဲစူပါမန်ဒီကတော်တော်ကောင်းတယ်ကစားပါဗျာ different type of player ပါတီလို energy အများကြီးမရှိဘူး physical အများကြီးမရှိဘူးဒါပေမဲ့သူ့နေသူ့ဟာနဲ့သူအကောင်းဆုံးကစားပြတယ်အဲ့ explain မှတ်ပါဆိုရင်ဂျမားတို့လမင်ဟိုဟာတို့ခဏဖေလိုက် oyas ပဲဆိုရင်လည်းတကယ် under rate player တယောက်ပဲဒါပေမဲ့ထားပါတော့ highlight ကတော့ Nuno Mendes ဒါ Vitinha Diogo Costa ပေါ်တူဂီဘက်မှာအဲ့သုံးယောက်တော့သဘောကျတယ်။ Spain ဘက်မှာတော့ Patri ရဲ့ဒါ Patri ရဲ့ပြီးတော့မှဒီဘက်ကဒီ Dingo San ရဲ့အဲ့ယောက်ကတော်တော်သဘောကျတယ်။နောက်ကျွန်တော်တို့ရဲ့သူရှာရှာပါပါခွင်းလေကသာပါလေဒါဘယ်လိုမှမ Martin Superman ဒါကျွန်တော်အကြိုက်ဆုံး6ယောက်အာပနဒီရှူတောက်မှာတော့ပနီကန်သွားတယ်နူနိုမန်ဒက်စ်ကတော့ရှယ်ပဲဒါအခုလောလောဆယ်မှာနောက်အစ်စကိုဝင်လာတဲ့အချိန်မှာမဆိုးဘူးပြလုတ်တက်ကြိုင်တဲ့ဒါပေမဲ့စပိန်နီးပြအနေနဲ့ တောင်ပန်ဒီတဲကယမားနဲ့ဒီတစ်ဖက်ကယမားနဲ့နီကိုဝီလန်ကိုဆက်ထိန်းထားနိုင်ခဲ့ရင် maybe ပိုတော့ထိန်းချဒင်ဂျာပေးနိုင်မယ်ချင်းသူတို့ထွက်သွားတော့စပိန်ကိုကြောက်ဘူးမကြောက်တော့ပေါ်တူဂီကရှင်းရှင်းလေးပဲပေါ်တူဂီကဒါဘလိုပဲဖြစ်ဖြစ်ဒါကွန်ဂျာလိုရာမော့စ်က တကယ် responsibility ယူပြီးထိဆုံးပနတီကန်တာတော့တကယ်ကိုလေးစားစရာပဲဘာဖြစ်ဖြစ်ကျွန်တော်မျက်စိတမှာတော့အဲ့6ယောက်ပဲစပိန်ဘက်ကဒါဇူပါမန်ဒီရဲ့ဒင်းဟိုဆန်ရဲ့ပက်ထရီဟိုဘက်ကတော့ဒါကျွန်တော်မျက်စိတမှာတကယ်ကိုမြင်ခဲ့တဲ့ကဖတင်ညာရဲ့ ပြီးတော့မှ Diogo Costa နဲ့နောက်တစ်ယောက်ကတော့ဒါပြပါမယ် Nuno Mendes Nuno Mendes ကတော့တကယ်ရွှေပဲဒီ chart တွေကတကယ်ကောင်းတယ်ဒါကတော့ကျွန်တော်သဘောကျတဲ့ final ရဲ့6ယောက်ပဲဒါကျွန်တော်ပြင်သစ်ပတ်မှာဆိုရင်တော့ Mbappe မဆိုးဘူးပေါ့ဗျာတကူသွင်းတကူဖန်တီးသွားရဆိုတော့ဒါဒီမနေ့ရကစားတဲ့ပွဲမှာဆို Mbappe တယောက်ဆက်ထည့်တော်ထည့်လို့ရတယ်ဒါကျွန်တော်အမြင်ပေါ့လေဘလို့ချစ်ပေးတဲ့တယ်ဘလို့များတခြားဘူးတွေကြိုက်နေတယ်အဲ right back ချန်ကပေါ်တူဂီပြဿနာဖြေရှင်းရမယ်မရှင်းလို့ရှင်တော်တော်ညံ့တယ် တော်တော်ကိုညံ့တဲ့အဲ right back ကြီးကတော်တော်ကိုဝီးဖြစ်နေတဲ့ပတ်အချမ်းပဲစပိန်ကတော့ခူခရဲလာတို့ပိုရိုက okay တယ်ဗျာအရင်ကြီးမဟုတ်ဘူးဒါပေမဲ့ဘာဖြစ်ဖြစ်ဒါအခုကျွန်တော်ရဲ့အမြင်ပေါ့လေဘလို့ကျွန်တော်အကြိုက်ဆုံး6ရောက်ဘလို့မြင်ကြလဲနှစ်ဖက်ဟိုဘက်3ရောက်ဒီဘက်3ရောက်ကျွန်တော်နေပေါ့လေအားလုံးကျေးဇူးတင်ပါတယ်မော်ရတာကတော့တကယ်ငပေါ်ဒန်နီအိုမိုထည့်ရပါနီးပြာအားလုံးကျေးဇူးတင်ပါတယ်